ပါမုတ်ကိုပုံစံအမျိုးမျိုးထုတ်လုပ်တဲ့အပြင်အရတာမျိုးမျိုးထည့်ပြီးတော့လည်းထုတ်လုပ်ရောင်းချကြပါရစေ။ပါမုတ်ဆိုရင်အဖြူပဲဖြစ်ဖြစ်အမျိုးပဲဖြစ်ဖြစ်အကျမရေးအတွက်အကျိုးရှိပါတယ်။ပုံမှန်ဆိုလို့ရှိရင်တော့ပါမုတ်ကိုမနက်စာပြေးစားကြပြီးတော့ညနေခင်းအစာပြေးစားအနေနဲ့လည်းစားတတ်ကြပါရစေ။ရတာမျိုးမျိုးနဲ့စားလို့ရတဲ့ပါမုတ်မှာဘယ်လိုမျိုးအကျိုးကျေးဇူးတွေရှိလဲဆိုတာကိုဒီနေ့ဗီဒီယိုလေးထဲမှာအပြပြသွားမှာဖြစ်ပါရရှင်။ပရမောက်လုံးတစ်ခုကတော့အပြည့်စီတာပါ ဟာမုန်းမှာကာဗိုဟိုက်ဒရိတ်တွေများများပါဝင်တဲ့အတွက်ကြောင့်မို့လို့ခန္ဓာကိုယ်စွမ်းအင်တွေရရှိဖို့အတွက်အထောက်အကူဖြစ်စေပါတယ်။ပါမုန်းကိုမနက်စာပြေစားသုံးမယ်ဆိုလို့ရှိရင်တော့တနည်းအောင်အားပြည့်စေဖို့အတွက်အကူအညီပေးမှာဖြစ်ပြီးတော့လုပ်ငန်းဆောင်တာတွေကိုလည်းတိုးတက်စေပါတယ်။ပါမုန်းကိုစားပေးမယ်ဆိုလို့ရှိရင်တော့ကာဗွန်ဟိုက်ဒရိတ်55ရာခိုင်နှုန်းကနေပြီးတော့65ရာခိုင်နှုန်းလောက်အထိရရှိနိုင်ပါတယ်ရှင်။နောက်ထပ်အချက်တစ်ခုကတော့ကျန်းမာတဲ့အစာခြေဖြတ်ခြင်းပါ။ပါမောက်ကအကြုံနဲ့ပြုလုပ်ထားတဲ့အတွက်ကြောင့်မို့လို့အမြင်တက်လည်းများများပါဝင်ပါတယ်။ အားလုံးသိထားတဲ့အတိုင်းပါပဲအမြင်တက်ကအစာချေစနစ်ကိုတိုးတက်ကောင်းမွန်စေပါတယ်။ပေါင်မုတ်ကိုပြုတ်အောင်လုပ်ပြီးတော့စားတာကလည်းဥမကြီးစီဖြစ်သွားဖို့အတွက်ပိုပြီးတော့လည်းကူစေပါရှင်။နောက်တစ်ခုကတော့ irritable bowel syndrome ကိုပြရောစေတာပါ။ပေါင်မုတ်မှာကအမြင်တက်ပါဝင်တာက irritable bowel syndrome ကိုလည်းပြရောစေနိုင်ပါသေးတယ်။အထူးသဖြင့်တော့အစာချေလမ်းကြောင်းရဲ့ဥမကြီးမှဖြစ်တတ်ပါတယ်။ အိုအညစ်ကြေးတွေဆုံးပြတဲ့အခါမှာပြဿနာမရှိအောင်လည်းကူညီပေးနိုင်ပါတယ်။ဒါကြောင့်မို့လို့တနေ့ကိုအမြင်သက်ပါဝင်တဲ့ပါမုံ25ကိုရင်ကနေပြီးတော့60ကိုလောက်အထိဆက်သုံးပေးတင်ပါတယ်ရှင်။အဲဒီခုကတော့နှလုံးရောဂါကိုကွယ်ပေးတာပါ။ဂျုံနဲ့ပြုတ်လုထားတဲ့ပါမုံကအစာစင်စနစ်ကိုအကျိုးပြုတာမကဘဲနဲ့နှလုံးရောဂါဖြစ်ခြင်းကိုပါရှင်းချပေးပါတယ်။ American Journal of Clinical Nutrition ကတော့ပါမုံဆက်သုံးတာကနှလုံးရောဂါနဲ့ဆိုင်တဲ့ရောဂါတွေကိုကာကွယ်ပေးရလို့ဆိုထားပါတယ်ရှင်။ ။နောက်တစ်ခုကတော့အသားရေကောင်းမွန်တာပါ။ ။ပါမှုစားသုံးတာကအုန်းနောက်ပစ္စည်းတွေကိုကောက်ွယ်ပေးတဲ့အပြင်ဗီတာမင် E လဲပါဝင်တဲ့တွဲဆောင်မှုလို့အသားအရေကိုလည်းကောင်းမွန်စေပါတယ်။အရေပြားကိုပျက်စီးစေတဲ့ free radical တွေပါဝင်တာကိုဗီတာမင် E မှာပါဝင်တဲ့တွဲဆောင်မှုလို့တတွဲဆောင်မြင်မှုကလည်းတွန်းလှန်နိုင်ပါတယ်ရှင်။နောက်တစ်ခုကတော့အုံနောက်မညံကောင်းမှုစေတာပါလူတိုင်းလူတိုင်းမနဲ့မိုးလင်းမီဆိုတာနဲ့အမှတ်စရာရိအလုပ်တွေများပြီးတော့အုံနောက်ကအရင်ကိုအလုပ်လုပ်ရပါပြီဒီလိုဆိုရင်တော့အုံနောက်မညံလုပ်ငန်းဆောင်တာတွေတိုးတက်စေဖို့အတွက်ဗီတာမင်နဲ့တထုတ်တက်တွေလိုအပ်ပါတယ် ဒီလိုຢာတွေကိုတော့ပေါမုံကပေးဆက်နိုင်ပါတယ်နော်။နောက်တစ်ခုကတော့ကင်ဆာယောဂပါ။ပေါမုံမှာကအမြင်တတ်နဲ့တရိုးဆင်းရဲမှုတွေပါဝင်တာကကင်ဆာယောဂကိုကောက်ွယ်ပေးနိုင်တယ်လို့တွန်းလှန်နိုင်စွမ်းလည်းရှိပါတယ်။ပေါမုံစားမယ်ဆိုရင်တော့ဥမာကြီးကင်ဆာကိုကောက်ွယ်ပေးနိုင်ပါတယ်နော်။ဒါအပြင်စိတ်ဖိစီးမှုတွေကိုလည်းရှင်းချပေးနိုင်ပါတယ်ရှင်။ နောက်ဆုံးတစ်ခုအနေနဲ့ကတော့စီဝါဖျက်ဖျက်မှုတွေကိုကောင်းမွန်စေတာပါခန္ဓာကိုယ်တစ်ခုလုံးရဲ့လုပ်ငန်းဆောင်တာတွေကောင်းမွန်ဖို့အတွက်စီဝါဖျက်ဖျက်မှုမှန်ကန်နေဖို့လည်လိုပါတယ်နော်။ပေါမုံမှာကဗီတာမင် B ပါဝင်တာကစီဝါဖျက်ဖျက်မှုကိုထိန်းထားပေးနိုင်ပါတယ်ရှင်။ဗီတာမင် B ကစီဝါဖျက်ဖျက်မှုလုပ်ငန်းစဉ်မှာလိုအပ်တဲ့အင်ဇိုင်းတွေလိုမျိုးလို့ဆောင်နိုင်ပါတယ်နော်။ဒီလောက်ဆိုလို့ရှိရင်ပေါမုံရဲ့အကျိုးအာနိသင်တွေကိုသိသွားလောက်ပြီလို့ထင်ပါတယ်။နောက်ထပ်လည်းဒီလိုမျိုးကျန်းမာရေးနဲ့ပတ်သက်တဲ့ဗဟုသုတဗီဒီယိုဖိုင်လေးတွေကိုတိစက်ပေးသွားမှာမို့လို့ဆက်လက်ဆက်မှုကြည့်ရှုအားပေးကြပါအောင်နော်။ ားလုံးကိုကျေးဇူးတင်ပါတယ်ရှင်